အားသင်စရာကောင်းတော့လူမိစားကငကားကြီးကြောင့်နောက်ငကားရဲ့အရှိအားတဲ့မိုင်ပေါင်း3000ကျော်တယ်တဲ့ငကားရဲ့အရှိအားမိုင်ပေါင်း3000ကျော်တယ်တဲ့လှန်လိုက်တော့မြေကြီးလှုပ်သွားတယ်ဆိုပြီးပြောတယ် Hello what's up guys မင်္ဂလာပါဒီ view file လေးကိုလိုက်ကြည့်အောင်ပြောရရင်ဒီနေ့နော်ဒီ view file လေးမှာကတော့ဒီမိုင်ပေါင်းဆရာတော်ရဲ့ဒီငကားကိစ္စအကုန်လုံးသိမှာပါ ဒီမိုင်ပေါင်း3000ကျော်ရှိတဲ့ငကားကိစ္စနဲ့ပတ်သက်ပြီးတော့ငါတို့ရဲ့ဆရာဆရာကြီးပေါ့နော်ကျော်မျိုးမင်းကတော့အဲဘာတွေပြောမလဲဆိုတာကိုကြည့်ရမှာပါဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုဆွန်းအောင်လိုက်ကြည့်ပေးဖို့တိတ်တွန်းရှင်ပါလေโอเคကျွန်တော်လည်းအတူလိုက်ကြည့်အောင်နော်โอเค let's go ဝေလိုချင်တော့ဝေလိုချင်တော့ပစ္စည်းလိုချင်တော့လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာပါလာတာလေမေတ္တာလာပို့တာပါ နတ်ပြန်မှာဆရာဟိုလိုက်ကိုခုမှမိုက်ကြက်ဒီခုမှအတိတ်ခံဟောဆရာတော်တရားတိုင်ဘဝနာတရားခိုင်နဲ့နတ်ပြန်ပါလေငါးဒီမှာငါပြောတာလေဆရာတော်ကိုယ်တိုင်ကြွပါမကြွပဲနဲ့မေတ္တာလာမဟုတ်ပဲနဲ့ဒီအများကြီးဒီဒီပြည့်စုံနိုင်တယ်အဲဘဝအနဂါစီနဂါယဘဝဘဝနဂါစီယာ 那个广义不老实的买包东方粥的那个比如蓝那个比面那里漏过来哈哎呀ဆရာဒီ night night တွေမြန်မာတွေကနေပြီးတော့သူတရားထိုင်တဲ့အရှင်မှာလာပြီးတော့တောက်ပန်တာတောက်ပန်တာပေါ့ဗျာနော်တောက်ပန်တာပေါ့ဆရာတော်ကိုယ်တိုင်သွားပြီးတော့ဒီရန်ကုန်မန္တလေးနေပြီးတော့အစားရှိတဲ့နေရာတွေပေါ့လေ သူကိုယ်တိုင်သွားပြီးတော့မေတ္တာပို့ပါဆိုပြီးတော့နော်သူကိုယ်တိုင်မလာဘဲနဲ့အဲ့တော့ဝေးကနေမေတ္တာပို့နေရင်လူတွေထိုက်ပြီးတော့အာသူကြီးပျက်စီးကြလိမ့်မယ်ပေါ့အဲဆိုအားကြောင့်အားကြောင့်ဒီဆရာတော်ကကိုယ်တိုင်လာပြီးတော့အာမေတ္တာလာပို့တော့ပေါ့ဗျာနော်ဆိုတော့ဒါကတော့ဆိုတော့ဆက်ကြည့်အောင်နော်ဘာလို့လူထုတယ်ဟိုစိတ်မညီညွတ်တော့တကြွအားကုန်တယ်လုပ်လေပုံပုံများတယ်လို့လေဆရာတော်ပြမေတ္တာအားတည်းကြောင်းတော့ ိစာကနဂါးကြီးကြောင့်တော့နဂါးရဲ့အရှိအားတဲ့မိုင်ပေါင်း3000ကျော်တယ်တဲ့နဂါးရဲ့အရှိအားမိုင်ပေါင်း3000ကျော်တယ်တဲ့လှန်လိုက်တော့မြင်ရင်လှုပ်သွားတယ်ဆိုပြီးပြောတယ်မြမုံဆရာတော်ကြီးကအခုအားလုံးသိတဲ့အတိုင်းမြမုံဆရာတော်ကြီးကဒီမန္တလေးနေပြီးတော့ရန်ကုန်ပေါ့နော်သူရှောက်ပြီးတော့လှဲ့သူတရားဟောတယ်တရားပြတယ်ပေါ့တော့ဒီမန္တလေးလည်းသူသွားခဲ့ပြီးပြီသူလှူရရှိရလှူတယ်နေပြီးတော့သွားတယ်လှူရရှိရသူလှူတယ်အဲအခုရန်ကုန်ရောက်လာတယ်နေပြီးတော့သူမာရဝိဇ္ဇာဖရာတော်သူသွားတာရှိခဲ့တယ်အဲ့တော့မပြောလို့မရတော့ဖြစ်လာတယ် မောင်ဆရာရဲ့မော်ကြီးမှာသတင်းသုံးနေနေမောင်ဆရာရဲ့မိန်ကောင်းနဲ့သူ့သူ့ရဲ့ဒီတရားထဲမှာသူထည့်ဟောတယ်ပေါ့ဗျာသူပြောရတဲ့အချိန်မှာပါလာတဲ့အတခုအဲ့ဒါဝေဖန်စရာဖြစ်လာတယ်လူတွေကြားထဲမှာဝေဖန်တာပေါ့လူတွေကဝေဖန်လာတယ်ဆိုတော့ဆရာတော်ကြီးပြောတာကဘာလဲဆိုတဲ့ဟာကိုတို့ကတချို့သိမှာမဟုတ်ဘူးမသိလိုက်ဘူးလို့ထင်တယ်သိပြီးသားလူတွေတချို့သိလိမ့်မယ်မသိတဲ့လူတွေလည်းကျွန်တော်ပြောပါမယ်ဆရာတော်ကြီးကပြောလိုက်တာကသူပြောတာပေါ့နော်ဒီငလင်လောက်တာကိုငကားကြီးကြောင့်ပြောတယ်ငကားကြီးကြောင့်ငကားကြီးကလှန်လိုက်တဲ့ခါမှာငကားကြီးကခဏလှုပ်လို့လှုပ်ရှားမှုလို့တဲ့ခါမှာ ငလင်လုတ်သွားတာအဲ့လိုပြောတယ်ဆိုတော့အဲ့ပြောတဲ့ကိစ္စကပြဿနာရှိတယ်ကဘာမြကြီးအောက်ကကဘာမြကြီးအောက်ကနေငကားကြီးကလှန်လိုက်တာကြောင့်ငလင်လုတ်သွားတာပါလို့မဲဘုံဆရာတော်ကြီးကပြောတယ်ပေါ့ပြောတယ်ဆိုတော့မဲဘုံဆရာတော်ကြီးကသူရှမ်းဘာသာကနေပြောမှာပေါ့ဗျာအဲ့အချိန်မှာဘေးကဘာသာပြန်နေဖုန်းကြီးကမြန်မာလိုပြောတယ်အဲ့ဒါကိုပြောတာအဲ့အတာဖိုင်လေးကျွန်တော်အဲ့ရုပ်သံဖိုင်လေးကျွန်တော်မြင်ပြီးသွားပြီဒီခါကျတော့မဲဘုံဆရာကြီးပြောတဲ့ဟာမှာအားအသင့်စရာကောင်းတော့လူတွေအားအသင့်သွားတဲ့ကိစ္စကငကားကြီးကြောင့်နော်ငကားရဲ့အရှိအားတဲ့မိုင်ပေါင်း3000ကျော်တဲ့ငကားရဲ့အရှိအား 买毛多弄交来的，是哪一条？明年六多二的收入表嘞？说矮子个个别在哪吃多嘞？矮子个刘家木为办在吃多嘞？哪个买毛多弄？四万蚊啦，就是没讲得钱。那如果哪个嗯白露，你你妈逼，奥巴马玩四年嘞？咋子说？没好有地方站过边？哪个？哪个个六来的时候呢？哪个二十的时候表呢？OK？哪个买多少几液体是不？ ဓာတ်ရည်နဲ့ယုတ်တိမတန်ဘူးနောက်တစ်ခုကငကားကြီးကသူ့အတူလှန်လိုက်လို့ငြင်းငလေးလောက်သွားတယ်ဆိုတာပြောရတယ်ယုတ်တိမတန်ဘူးလို့အဲ့လိုပြောကြရင်လည်းနိုင်မပေါင်းဆရာကြီးကိုဝေဖန်တဲ့ဟာတွေရှိလာတယ်ပန်သူတွေကဘယ်လိုဝေဖန်ကြလဲဆိုပုံစံမျိုးစုံရှိပါတယ်ကျွန်တော်တော့အဲ့ထက်တခုဟိုအောက်က comment လေးပေးတာ comment လေးတွေကတခုပေါ့နော် comment လေးတွေကတခုပြောတာအဲ့တခုကစိတ်ဝင်စားဖို့ကောင်းတယ်တယောက်ကတော့ဗုဒ္ဓဟာတူဟောရတဲ့အရာရင်တော့ချင်းချင်းမယုံဘူးလက်လက်တွေ့ကြည့်ညာမှုအသုံးထဲမှာလက်ခံခိုင်းတယ်တဲ့။ဘာလို့ဆရာတို့ကြီးကလည်းခြေထုံးတွေကိုကိုယ်အုံတော်တွေကိုစဉ်းစားဖို့ချင့်ုံဖို့ဆုံးပါတယ်တဲ့။ ဒါဟာတဲ့ကျမ်းမာရေးကြောင့်ဒီလိုပြောနေတာလားကျမ်းမာရေးကဘာမှဥစ္စာလို့ပြောတာမဟုတ်ဆရာကြီးကျမ်းမာရေးကြောင့်ဒီလိုပြောနေရလားလို့ဆိုပြီးပြောတယ်နောက်တစ်ခါနောက်တစ်ယောက်ကျတော့နဂါးကြီးဆိုတာတဲ့တရုတ်ကိုယူရတာလားတဲ့တရုတ်မှာငလင်လှုပ်နေတဲ့နီးပြားရှိနေတာတဲ့ကြဲရိုးတွေပေါ်မှာငလင်ကိုဖမ်းနေလားလို့ပြောပြောတယ်ဆိုတော့ဒါကတော့အောက်ကကွန်မန့်လေးတွေပေါ့နော်ကွန်မန့်လေးတွေဒါပေမဲ့တခြားလူတွေကဘာပြောလဲဆိုဝေဖန်တဲ့သူတွေကဘာပြောလဲဆိုတော့အဲဘူမိဗေဒလူခေါင်းစဉ်တဲ့ပုံကိုယ်တွေပေါ့နော်ဘူမိဗေဒပညာရှင်ဆိုတဲ့ခေါင်းစဉ်တဲ့ပုံကိုယ်တွေကကြက်ရည်ကြီးတောင်းနဲ့မြေကြီးကတော့အတိုင်းလှုပ်ခါတာဟုတ်တယ် ငကလှန်လို့လှုပ်တယ်လို့ပြောတာအဲ့ဒါတော်တော်အနေကြီးတယ်တဲ့ဒါပေါ့ပေါ့တန်တန်ကိုသဘောထားလို့မရဘူးတဲ့ဆိုပြီးတော့ဘူမိပညာရှင်ကပြောတယ်ဆိုပြောတယ်။အမင်းကလေးကော်မတီဝင်တူဆိုတဲ့ပုဂ္ဂိုလ်ကပြောတယ်ပေါ့ဗျာအဲ့မှာခက်ပါတယ်တဲ့ဒီလိုဟောတာတွေကသဘောဘေးကျူတင်ကဝေးတုံမြည်ကြီးတွေမှာကြီးလိုက်လွဲသွားနိုင်တယ်တဲ့ငလင်းကငလင်းဘာနာကားမှမဆိုင်ဘူးတဲ့လူလူကလူလူနဲ့ငလင်းပေါ့နော်လူလူနဲ့ဒီငလင်းကငလင်းပေါ့နော်ဘာလဲလူလူနဲ့ငလင်းကဘေးလူလူနေနေကငလင်းဘေးကိုအမြဲတည်းသတိပြုရမယ်ဆိုပြောတယ်အဲ့တော့ ီငကားလို့လူတို့ကယုံကြည်သွားရင်မှားမယ်ပေါ့ယုံကြည်မှုမှားရင်ဒုက္ခအောင်နိုင်တယ်ဆိုတော့အလုံးပြောကြတယ်ဆိုတော့ဒီအကွဲကြောင်လိုက်ပြီးကြည့်ရသူတွေကသတိထားတဲ့ငကားနဲ့တိုးနေမယ်ဆက်ပြီးကွန်မန့်နေပေးနေလောင်ကြတာပေါ့ဗျာနမောဆရာတွေလောင်ကြတာပေါ့ဆိုတော့ဒီဆရာတော်ကြီးရဲ့ပြောတဲ့ငကားမိုင်၃00လောက်ရှိတဲ့ငကားဆိုတာကတော့နည်းနည်းတော့ယုတ်တိပေးတာရှိမရှိဘူးပေါ့ဆိုတော့မျိုးပြောကြတာရှိတယ်ဆိုတော့ဟိုဝေမန်ဆရာကြီးဖြစ်လာတာပေါ့နော်ဆိုတော့ခမတို့ပြည်သူလူတို့အူတံချင်းစီနေနေလေစဉ်းစားကြည့်နေတာကြီးစဉ်းစားကြရရှိတယ်အများကြီးစဉ်းစားလို့ရပါတယ်တိုင်းသူလူစဉ်းစားပါနမောဆရာကြီးပြောတာဟုတ်လားမဟုတ်လား ပြောဒါစဉ်းစားကြပါတော့เนาะဒါကိုယ်နဲ့ပဲဆိုင်တယ်ကျွန်တော်တို့လည်းကျွန်တော်လည်းဘာမှမရှိမပေးရဘူးမပေးချင်ဘူးဘာလို့ဆိုလူလေလောက်ဝင်နေတယ်လေဆရာတို့ကဘာကိုယဉ်ညွတ်တာလဲကျွန်တော်မသိနိုင်ဘူးသူဘာယဉ်ညွတ်တာလဲကျွန်တော်မသိနိုင်သူပြောတဲ့ငကားကဘာကိုယဉ်ညွတ်တာလဲကျွန်တော်မသိနိုင်ဒါပေမဲ့စကားပြည့်ရဲ့ဂျောကြီးကတော့ဖော့ကတော့အရှိကြီးပဲဘယ်ကစားဟိမဝန်တာကနေတောက်လျှောက်ဆင်းလာတာတောက်လျှောက်ကြီးဆင်းပြီးတော့ဟိုစူမရာဒီဆင်းသွားတာမိုင်း3000ဆိုတော့ပြည့်ရဲ့ဂျောကြီးကသူကငကားလူယဉ်ညွတ်တာလားဒါမှမဟုတ်တရုတ်နိုင်ငံကြီးကိုယဉ်ညွတ်တာလားဘာကိုယဉ်ညွတ်တာလဲကျွန်တော်လည်းမသိဘူးဆရာတို့ကဘာယဉ်ညွတ်ကျွန်တော်မသိဘူးအဲ့တော့ ကိုမသိတဲ့ကိစ္စကိုမသိခင်ပဲထားတယ်ပြီးတော့ခရီးတော်ပြည်သူလူနေစဉ်းစားသိခြင်းလို့သာဒါကိုကျွန်တော်မသိခင်ထားခဲ့တယ်ကျွန်တော်အမြင်ကိုကျွန်တော်မပြောပါဘူးဆိုတော့လူတွေကတော့ဝေဖန်ကြတယ်ဝေဖန်တဲ့သူလူတွေမလုံရအောင်လို့ဆရာကြီးကကျမကြီးကြောင့်လားဒီကူအောင်ရင်းနဲ့ယောဂတစ်ခုဖြစ်သွားလို့ဖြစ်တာလားရှမ်းတိုင်းသားတွေနဲ့ဘိုင်းဘုဆိုင်ကိုကိုယ်ွယ်တဲ့သူတွေကတော့ဒီစကားကိုကြိုက်မှာတော့မဟုတ်ဘူးအဲ့တော့လောလောဆယ်တော့အနီအနီပဲဒီဘိတ်အုပ်စုကတော့ဆရာတော်ကြီးရဲ့အဲစကားကိုကောင်းကောင်းတွယ်နေလေးကောင်းကောင်းဖွားပြီးတော့ကောင်းကောင်းပြောနေလေးဟုတ်ကဲ့ဒါကတော့ ဒါကတော့ဆရာကြီးကျော်မျိုးမင်းရဲ့အာထင်မြင်ချက်လေးကိုလာပြောပြတာပေါ့လေနော်သူကတော့ဒီဒီခါမှာဒီဒီခါမှာတော့သူကခေါင်းချော်တယ်ဗျနေရာတကာမှာသူကတော့ဆရာကြီးပဲလေနေရာအတိုင်းမှာသူကသိတယ်သူသူမသိတဲ့ဟာမရှိပါဘူးနော်လူတိုင်းသိပါတယ်နော်သူမသိပညာရေးအကျိုင်းမှာရေးအဘာညာပေါ့အကောင်လုံးသူတီးပါတယ်ဒီတစ်ခါတော့သူကတော့မှတ်ရှဲပါမပြေဘူးဗျဒါကတော့သူ့ကြောင့်နဲ့သူနေပါပါလေနော်ဆိုတော့ဒါကတော့ကျော်မျိုးမင်းရဲ့အာထင်မြင်ချက်တွေပါ Ya. No? Okey, apa dah dua itu nyai di mana? Bye bye, see you next video.